မင်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနနေ့လယ်ပိုင်းသတင်းများကိုစတင်အစီအခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးသတင်းအနေနဲ့နရူးချီတို့စစ်ကြောင်းတဝန်ရောက်နေသောစစ်တပ်မှစစ်မှုရန်တပ်သားတဲ့ငါးဦးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ဆွေးနွေးသတင်းပဲဖြစ်ပါရရှင်။ မနလေးတိုင်းနေတို့ကြီးမြို့နယ်တွင်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းမှစမှုရန်တပ်သား9ဦးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ခဲ့ကြောင်းမြင်းချန်ခန့်အမှတ်လေးတရင်နေတို့ကြီး PDF တပ်ဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောကြားသည်မက်ရှလပထမပတ်တွင်နေတို့ကြီးမြို့နယ်အတွင်သို့အကြမ်းဖက်စစ်ကောင်စီတပ်ကအင်အား200ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ ရင်းစစ်ကြောင်းအတွင်မှစစ်မှုရန်တပ်သားများဖြစ်သည့်တပ်သားမြင်နိုင်တပ်သားအောင်နိုင်မူတပ်သားထအောင်တပ်သားဝင်းအောင်နှင့်တပ်သားစော်မျိုးနိုင်တို့၎င်းတို့ကင်ဆောင်သောလက်နက်ခဲယမ်းများယူဆောင်ကအမတ်၁စစ်ဒေသမန္တလေးတိုင်းမြင်းချံခန့်အမတ်လေးတရင်အမတ်၁၀တရင်နထိုးကြီး People Defense Force NBDF တန်းသူဆက်သွဲကလင်းဝင်လာခြင်းဖြစ်ကြောင်းသိရသည် စစ်ကြောင်းလေးကနေအလင်းဝင်တာသူတို့ကတော့စစ်မှုတန်းနဲ့ပေါ်တာဆွဲခံရတဲ့ရဲဘော်တွေပါကျွန်တော်တို့နဲ့တိုက်ပွဲမဖြစ်ခင်ကနေကသူတို့ထွက်ပြေးလာကြတာသူတို့ကိုကျွန်တော်တို့ဘက်ကနူနီတူရီကျူဆိုတယ်သူတို့ရဲ့မိသားစုဝင်တွေလည်းဘေးလွတ်ရာကိုပြောင်းရွှေ့ပေးတာတွေလုပ်ပေးတယ်လက်နက်နဲ့တကွာအလင်းဝင်မယ်ဆိုရင်စူချင်းငွေချီမြင်တာတွေရှိတယ်တဲဆောင်လာတဲ့လက်နက်နဲ့သူ့ရဲ့ဆရာထက်တမ်းမှုအပေါ်မှာမူတည်ပြီးစူချင်းငွေကတော့ကျွန်တော်တို့ဘက်ကလည်းတက်နိုင်သလောက်ပေးနေတာတွေရှိပါတယ်ဟုမြင်းချန်ခရိုင်အမှတ်လေးတရင်နေတို့ကြီး PDF တပ်ဖွဲ့မှတောင်းရင်ရှိသူကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြား ားသည်တို့တို့အလင်းဝင်လာခဲ့သူများသည်ချမ်ဘက်စိတ်ကောင်းစီမှအရင်အထက်မှပေါ်တာဆွဲပန်းစီကစမှုရန်တက်သားများဖြစ်စုဆောင်ခံရသူများဖြစ်ပြီးစမှုရန်တင်တဲ့ပတ်စဉ်6ကိုတက်ရောက်ခဲ့ရကခလာရ235တရင်၌တောင်းချခံရသူများဖြစ်ကြောင်း၎င်းတို့နှင့်အတူ MA3 အမျိုးအစားတနက်တလဲ MA1 အမျိုးအစားတနက်တလဲကြီပေါက်၄ပေါက် 5x5 6G 600တောင်းနဲ့60မမကြီးတစ်လုံးနှင့်အလွင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည် အလင်းဝင်ရောက်လာသူငါးဦးအားနှွေးတွေးစွာကြိုဆိုပြီးလက်နက်ခဲများပါယူဆောင်ပေးနိုင်ခဲ့သဖြင့်ချီးမြှင့်ငွေများပေးအပ်ကာ၎င်းတို့ဆန္ဒအတိုင်းလွတ်မြောက်နေမည်သို့ပို့ဆောင်ပေးခဲ့ကြောင်းထုတ်ပြန်ထားသည် ်နောက်ထပ်လင်းဝင်မဲ့ရဲဘော်တွေကိုတိုက်တွန်းခြင်းနာကမြမပြည်အလဲပိုင်းမန္တလေးတိုင်းလိုနေရာမျိုးကိုထွက်ရတဲ့အခါမှာသူတို့အတွက်ထပ်ပြေးရဖို့အခွင့်လဲတာတယ်အခွင့်လန်းတွေလည်းရှိတယ်။ပြီးရင်ဘယ်ဘက်ကိုပဲထွက်ထွက်ကျွန်တော်တို့ကနီးစက်ရတန်ရင်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့မှအလင်းဝင်ကြဖို့ ਨੇ ကျွန်တော်တို့ဘက်ကလည်းတန်နိုင်လောက်ဓာတ်တွေကိုဆောင်ရွက်ပေးပါမယ်ဆိုတာသူပြောချင်ပါတယ်ဟုမြင်းချန်ခရိုင်အမှန်လေးတန်ရင်တို့ကြီး PDF တပ်ဖွဲ့မှတောင်းရှိသူကပြောဆိုသည်။ ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့မလိုက်မြို့နယ်လက်ဆွေရွာတွင်ဂိတ်ချဆက်ကြီးကောင်းနေသည့်ရဲနှူပြစ်ခတ်ခံရပြီးတိတ်ဆုံးတနက်နှစ်လန်းနဲ့ခင်းရမြန်သိမ်းဆဲရရှိဆွေတဲ့မဲ့ဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းမလိုက်မြို့နယ်လက်ဆွေရွာတွင်ဂိတ်ချဆက်ကြီးကောင်းနေသည့်ရဲနှူကိုဝင်ရောက်ပြစ်ခတ်ရာရဲနှူစလုံးတိတ်ဆုံးသွားပြီးတနက်နှစ်လန်းသိမ်းဆဲရရှိခဲ့ကြောင်းမြင်းချန်ခိုင်အမှတ်လေးတည့်ရင်နရိုးချင်း PDF မှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တဲ့တဲ့ရင်ဌာနတန်းတို့ပြောကြားသည် ရှမန်နေမက်ရှလ12ရက်နေ့ကမလိုက်မျိုးနဲ့မနောကန်ရဲစခန်းမှာရဲနှုတ်ဦးသည်လက်ဆွေရွာရင်ဂိတ်ချကလမ်းမော်တက်၍ပြည်သူများတံမှချင်းချောက်ကပတ်စံတောင်းနေခြင်းဖန်စီခြင်းများလှုပ်ဆောင်နေသည့်ပြင်အလဲငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာရဲနှုတ်စလုံးသေဆုံးပြီး၎င်းတို့ကန်ဆောင်သောတနက်နယ်လက်ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရသည် ဘေးဘပတ်လယ်မှာကင်းမုံပုံစံများနောက်ချက်အင်အားတော်ရှိတယ်။အဲ့ဒီလက်ဆွေရွာကကျွန်တော်တို့မပြစ်ခင်အရင်ရက်ပေါ်စတရံနေကပေါ်တာတွေဝင်ဆွဲခံရတဲ့ရွာပါ။အဲ့ဒီရွာထိမှာနွားကားတွေစိတ်ကားတွေကိုအဓိကထားပြီးခိတ်ချေးကောက်တဲ့ရခါတွေကိုပြစ်ခဲ့တာ။အဲ့ဒီနာကတော့လူငယ်တွေလည်းဖန်စီတာရှိတယ်။ပြီးလို့ရှိရင်ပေါ်တာဆွဲတာပြင်အခြားကုန်ကားသမားတွေဆိုရင်လည်းအစမတန်တသိန်းနှစ်သိန်းတောင်းတာတွေလည်းရှိတယ်ဟုမြင်းချံခရိုင်အမှတ်လေးတည့်ရင်တို့ကြီး PDF မှာတောင်းရှိသူကရှန်ကုန်ခေတ်တဲ့တဲ့ရင်ဌာနထံသို့ပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုကိုနရိုကြီး PDF မြင်းချန်ခရိုင်အမှတ်လေးတရင်နဲ့မြင်းချန်ခရိုင်အမှတ်30တရင်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်ရီတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်ဆလဘီရမဲသိန်းရွှေမြင်းတဲ့တောင်ဖျားပွဲတို့လာသည့်လူငယ်များကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမန္တလေးနှင့် AR တိုင်းတို့တွင်စစ်မှုထမ်းခိုင်းရန်လူငယ်များကိုဖမ်းဆီးမှုများတောက်လျှောက်ဖြစ်နေစွေတွင်ပဲဖြစ်ပါရခြင်း မနေ့တိုင်းရမဲတင်မြို့ရွှေမြင်းနယ်တောင်ဖျားဘွဲသို့လာရောက်လှပတ်သည့်လူငယ်များကိုစံဘတ်စစ်တပ်ကပေါ်တာဆဲဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်းဒေသပြည်သူများနှင့်ဖမ်းဆီးခံရသောလူငယ်များ၏မိဘများကရှန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်ရမဲနီမက်လ၁၂ရက်နေ့မှာစတင်ကရမဲတဲမြို့ရွှေမြင်းနယ်တောင်ဖျားပွဲသို့လာရောက်သည့်လူငယ်များကိုအစံဖက်စစ်တပ်ကပေါ်တာဆဲဖမ်းနေခြင်းဖြစ်ပြီးငွေကြေးတက်နိုင်သည့်မိဘများကလူငယ်များကိုတအူးလင်ငွေကျပ်၄၅သိန်းပြန်လည်ရွေးထုတ်ရကြောင်းသိရသည် အကျန်းဖက်စစ်တိတ်ပေါ်တာဆွဲဖန်စီမှုကြောင့်အင်မင်ကြီးရွာမှလူငယ်၆ဦး၊ညောင်လေးပင်ရွာမှလူငယ်၂ဦးနဲ့အချားကြီးရွာမှလူငယ်အများပြားပေါ်တာဆွဲဖန်စီခံရပြီးအချားကြီးရွာများမှဖန်စီခံရသောလူငယ်အရေအတွက်များပြားကြောင်းသိရှိရသည်။ ရွှေမြင်းနယ်တောင်ဖျားပွဲသွားတဲ့လူငယ်အများစုကိုပေါ်တာဆွဲဖမ်းဆီးနေတာအင်းစင်းရွာတောင်ဘက်စစ်တပ်ကိတ်ကနေလာသမျှလူငယ်တွေကိုစစ်ခွေးတွေကဖမ်းနေတာငွေကြီးရှိတဲ့လူငယ်တွေဆိုတအူးကိုငွေကျပ်45သိန်းနဲ့ပြန်ရွေးထုတ်ခိုင်းနေအင်းမင်းကြီးရွာနဲ့ညောင်လေးပင်ရွာကလူငယ်ရှေ့ဦးစီရင်မဲ့တည်ရတယ်။စံနေရွာတွေကလူငယ်တွေလည်းဖမ်းဆီးခံရတယ်။ပေါ်တာဆွဲခံရတဲ့လူငယ်အရေးအတွက်များတဲ့ဟုဒေသပြည်သူတို့ကပြောဆိုသည်။ ထို့အပြင်မန္တလေးတိုင်းမြေသားမြို့နယ်ရွာခိုင်ကြီးတိုက်နယ်တွင်ရှိခြေရွာများကိုစံဘတ်စစ်တပ်ကနေစဉ်ပေါ်တာဆဲဖမ်းဆီးနေခြင်းကြောင့်ခြေရွာနေလူငယ်များဘေးလွတ်ရထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ရှခုမတ်လပိုင်းမှာစတဲ့မီမြသားမျိုးနဲ့ရွာခိုင်ကြီးတိုက်နယ်တွင်ရှိကြေးရွာများစုကိုစံဘတ်စစ်တပ်ကဝင်ရောက်စီးနှင်မီလူငယ်များကိုနေအိမ်နဲ့ထိဝင်ရောက်ပေါ်လာဆဲဖမ်းဆီးခြင်းနဲ့ကြေးရွာအုပ်ချုပ်ရေးမှူးများကစစ်မှုရန်မဲပေါက်သည်ဟုဆိုကနေအိမ်ထိစစ်သားများကရောက်ရှိလာပြီးလမ်းရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းများလှုံ့ဆော်နေခြင်းကြောင့်လူငယ်များရွာလုံးချွတ်ထွက်ပြေးနေရခြင်းဖြစ်ကြောင်းသိရသည် အလားတူမန္တလေးတိုင်းကျောက်ပရောင်မြို့နယ်မကြီးတိုင်းကျေးရွာအုပ်စုနှင့်ခိုင်းကျေးရွာအုပ်စုမှအုပ်ချုပ်ရေးမှူးများကစမှုရန်ကြေးများတောင်းခံပြီးငွေကြေးမပေးနိုင်သူများကိုနေအိမ်တိလာရောက်ပေါ်တာဆွဲဖမ်းဆီးမှုချင်းချောင်းနေသောကြောင့်လူငယ်များထွက်ပြေးတိမ်ရှောင်နေရခြင်းဖြစ်ကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ကျောက်ပရောင်မြို့နယ်အတွင်းမကြီးတိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖိုးအောင်နှင့်ဂိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးစစ်မှုရန်အောင်တန်ငိန်တို့သည်အိမ်တော်စုစီရင်စရာဖြင့်စစ်မှုရန်ကျေးများပေးဆောင်ရန်အတင်းအဓမ္မတောင်းခံပြီးငွေကြေးမပေးနိုင်သူများကိုချိန်ချငွေတောင်းခံနေခြင်းကြောင့်ကျေးရွာနေလူငယ်များထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ထို့တူ ERI တိုင်းကျုံပြမြို့နယ်မန်းကြားရွာတွင်လည်းအကြမ်းဖက်စစ်တပ်ကအုပ်ချုပ်ရေးမှူးနှင့်ရိုင်းမှုများကလူငယ်များကိုစစ်မှုထမ်းခိုင်းရန်မဲနိုင်ခိုင်းနေပြီးစစ်မှုထမ်းရမည့်လူငယ်များနေအိမ်တွင်မရှိပါကမိသား ားစုဝင်များကိုဖမ်းဆီးအရေးယူမျိုးချင်းချောင်းနေကြောင်းသိရှိရသည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့ကရင်နဲ့မွန်ကိုစီရေးတောင်းယူတဲ့ရတကရဲ့ဒူတိုင်းမှုနေရာစစ်ကောင်စီလူသစ်လဲကစားဆွဲတဲ့မယ်ဖြစ်ပါရခြင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုစစ်ရေးတောင်းယူတဲ့ရှေးတောင်တိုင်းစစ်ဌာနချုပ်ရတခရဲ့ဒူတိုင်းမှုနေရာကိုစစ်ကောင်စီကအပြောင်းလဲပြုလုပ်လိုက်တယ်လို့သိရပါဗျ ဒုတိုင်းမှုဘုံမှုချုပ်စော်မင်းအောင်နေရာမှာဘုံမှုကြီးပညာဝင်ကိုခန့်အပ်လိုက်တာလို့စစ်ကောင်စီရဲ့သတင်းဖော်ပြချက်အရသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းမက်ရှလ9ရက်ကပြုလုပ်ခဲ့တဲ့ဂျိုင်းကွန်ကရစ်တရာဖွင့်ပွဲမှာဒုတိုင်းမှုဖြင့်ဘုံမှုကြီးပညာဝင်တက်ရောက်တာကိုစစ်ကောင်စီကထုတ်ပြန်ခဲ့ပါဗျ။ ရခင်တူတိုင်းမိုးဘုံမှုချုပ်စော်မင်းအောင်ဟာစစ်ကောင်စီခန့်ခရင်ပြည်နယ်ဝင်ကြီးချုပ်ဦးစောမြင့်ဦးနဲ့ချင်းများခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။စစ်ကောင်စီခန့်ဝင်ကြီးချုပ်ဦးစောမြင့်ဦးဟာဘုံမှုချုပ်ဆင်းတဲ့အငိမ့်စားယူခဲ့တာဖြစ်ပြီးဘုံမှုချုပ်စော်မင်းအောင်ထက်စစ်တပ်မှစီနီယာကြားသူဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဘုံမှုချုပ်စော်မင်းအောင်ကိုပြည်နယ်အတွင်းကပွဲခန်းတာတွေမှာမြင်ရတော့လို့ဗန်အန်ကနေရှေ့တန်းစစ်စင်ရေးနေမိဖြစ်တဲ့ကော့ဂရိတ်မြို့ရှိအမှတ်စနစ်စစ်စင်ရေးကုကဲမှုဌာနချုပ်စီပြောင်းရွှေ့ခံလိုက်ရတယ်လို့သိရပါတယ်။ အခုအသေးရောက်လာတဲ့ဒူတိုင်းမှုဘုံမူကြီးပညာဝင်ကတော့ခရင်ပြည်နယ်အတွင်းထိုင်းနယ်ဇက်ကလာတဲ့ကုန်းကားတွေကိုဖမ်းဆီးရမှာအဓိကတောင်းယူလုပ်ကင်နေတဲ့သူဖြစ်တယ်လို့ဒေသရင်းခရင်စီရေးသတင်းရင်းမြစ်ကတီးပေးပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကမြောက်ရီကနေတက်လာတဲ့ရာနဲ့ချီတဲ့ကုံကားကိုစကောင်စီကတရမွင်ကုံစီတည်ဆောင်မှုနဲ့ဖန်စီရမှာအပြည့်ရထားတဲ့ကရင်လက်နက်ကိုင်အဖွဲ့တွေပိုင်ဆိုင်တဲ့ကုံကားတွေပါပါဝင်ခဲ့တာပါ။ စက်ကောင်စီတရဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ရတခါမွန်ပြည်နယ်မော်လမြိုင်မြို့မှာခြေဆိုင်ပြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ကဆက်ဆင်ရေးကွင်းတွေကိုတောင်းယူတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။ ရှာတာကလက်အောင်မှာအခြေချဆက်ပြူဟာလေးကိုလှူရှာဆက်ပြူဟာ၃ခုနဲ့ခြေလင်းခြေမြန်တရင်၁၆ရင်းရှိပါတယ်။ဗန်အခြေဆိုင်တဲ့အမှတ်၂၀နှစ်ခြေမြန်တက်မဌာနချုပ်ကော်ဂရိတ်ရှင်အမှတ်၁၀စနစ်စစ်စင်ကိုကဲမှုဌာနချုပ်မွန်ပြည်နယ်ကြိုက်တုံမြို့ခြေဆိုင်အမှတ်၄၄ခြေမြန်တက်မဌာနချုပ်ရေးမြို့နယ်ရှိအမှတ်၁၉စစ်စင်ကိုကဲမှုဌာနချုပ်တွေကလည်းရှာတာကစစ်ဌာနချုပ်ရဲ့ကိုကဲမှုအောက်ကလက်အောက်ခံဌာနချုပ်တွေဖြစ်ပါတယ်။ ပြီးခရက်နှစ်ဧပြီလအတွင်းရတကစစ်ဌာနချုပ်စီစစ်ကောင်စီဒုကောင်ဆောင် ရောက်ရှိလာချိန်မှာတော်လန်ရေးတပ်ဘက်ကဒရုန်းနဲ့တိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်ရှိထားပါတယ်ဆလတ်တင်ဆက်ပေးမယ့်တဲ့ငါတော့မလိုင်းမြို့နယ်တွင်စစ်ကောင်စီစစ်စေးကိတိုက်ခိုက်ခံရပြီးရဲနှုတ်သိဆုံးဆိုတဲ့တွင်ပဲဖြစ်ပါရရှင်။မန္တလေးတိုင်းမလိုင်းမြို့နယ်တွင်စစ်ကောင်စီစစ်စေးကိကတိုက်ခိုက်ရာရဲနှုတ်သိဆုံးပြီးလက်နက်နဲ့လက်ရရှိကြောင်းနှရိုးကြီးပီဒီအက်ဖိုင်တရင်မှုကိုဆိုအောင်ကပြောသည်။ မလိုင်းမျိုးနဲ့လက်စိတ်ကြေးရရင်ဂိတ်ချပြီးကင်မွန်ချကစစ်ဆေးနေသောရဲနှူအားမက်ရှလစနေရက်ကပြစ်ခတ်ခဲ့သည်ဟုဆိုသည်ဘေဘဘလေမှာတော့ခင်းပုံပုံစံမျိုးနောက်ချက်အင်အားတော့ရှိတယ်လက်ဆွေရွာကမပြစ်ခင်အရင်တိုက်တာပါအဲ့ဒီရွာထိမှာဆက်ကြေးကောက်နေတဲ့နွားကားတွေစိတ်ကားတွေနဲ့ကုန်ကားတွေကိုအဆမတန်ဂိတ်ကြေးကောက်တဲ့နေရာပါကားတစီကိုတသိန်းနှစ်သိန်းအဲ့လိုတောင်းတာတွေအထိရှိတယ်ဟုနှရိုးကြီး PDF ရိုက်တရင်မှုကိုစောအောင်ကတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ပေါ်လူလူနေဦးတို့ရှင်းပြသည် ်ပြစ်ခတ်မှုကိုမြင်းချန်ခရိုင်အမှတ်လေးတရင်နဲ့မြင်းချန်ခရိုင်အမှတ်30တရင်တို့မှတိုက်ခိုက်ခဲ့ပြီးရဲနှုတ်ပွဲချင်းပြီးတည်ဆုံက၎င်းတို့ကင်ဆောင်လာတော့တနက်နှစ်လက်ကိုတင်ဆက်ရရှိကြောင်း PDF ကယနေ့ match လ73ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်လက်စီကြည်ရသည်မလိုင်မြို့နယ်ပေါ်ပိုင်းတွင်ရှိကမိထီလာမြို့နယ်နှင့်ချိတ်ဆက်ထားသည့်ခရိုင်ချင်းချိတ်ဆက်လမ်းမကြီးပေတွင်ရှိသည် ဒေသရေးစစ်ကောင်စီတပ်အားပုံမတိုက်ခိုက်မှုဆစ်စင်ရေးများဆက်လက်လှုပ်ဆောင်နေမည်ဖြစ်ကြောင်းနရိုကြီး PDF ရင်းချန်ခန့်အမတ်လေးတပ်ရင်းနှင့်အမတ်တစေတပ်ရင်းကအသိပေးထားသည်မက်လာကိုရကလည်းနရိုကြီးမြို့နယ်ကျရင်ဘို့ကြီးရရှိစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ90နေပါတည်ဆုံးပြီးလက်နက်40ကျော်ကိုနရိုကြီး PDF ရင်းချန်ခန့်တပ်ရင်း၄နှင့်စစ်တပ်ကထုတ်ပြန်ထားပါရဲ့ရှင်